ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးနောက်ကောင်းလောက်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ဒီပိုင်းဆာမှာတော့ဇီးထုံဟာလန်သလားနေတဲ့ဘင်ကြီးစီကိုရောက်လာတာကြောင့်ဘင်ကြီးကဟဲ့ဇီးထုံဘာကိစ္စအကြောင်းပေါ့လို့ငါကိုရောမြရဲ့ရှေ့တော်မှာကာကာလုံနေရတာလေအမြန်ရှောက်တင်စမ်းလို့ပြောလိုက်တဲ့ခါမှာဇီးထုံကမန်လာပါမင်းကြီးဖေမနဲ့ဖေကျွန်တော်မျိုးမရဲ့မွေးနေဖြစ်တာကြောင့်အကောင်ဆုံးဝိုင်အိုးကိုဖောက်ထားတဲ့တော့လာရောက်ဖိတ်ကြားနေခြင်းဖြစ်ကြောင်းကိုပြောကြခဲ့ပါတယ်ဘင်ကြီးကတော့မလာနိုင်တာစိတ်မကောင်းဖြစ်မိကြောင်းပြောကပေါက်ဆက်ပေါက်ဆက်နဲ့ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်ဘင်းကြီးမလာနိုင်ကြောင်းပြောတာကြောင့်ဇီးထုံဟာစိတ်မကောင်းဖြစ်သွားဖြစ်သွားခဲ့ပါတယ် အဲ့ဒီမှာပဲပြိုတော်တယောက်ကရောက်လာပြီးတော့နန်းဆောင်ပြန်ကြဖို့ပြောတာကြောင့်မိဖုရားစီတုံးကစိတ်မကောင်းစွာနဲ့ပဲနန်းတော်ကိုပြန်သွားခဲ့ပါတယ်။ဘင်းကြီးရဲ့ကိုယ်ရံတော်တယောက်ကတော့မင်းသားတစ်ပါးကတွေးခွင်တောင်းနေကြောင်းလာပြီးတော့ရှောက်ထားလို့နေပါတယ်။တခြားမင်းသားတယောက်ကတော့ရှင်မင်းသားကြွလာပြီးဖြစ်ကြောင်းအကျယ်ကြီးအော်ကရှောက်ထားလိုက်ပါတယ်။မင်းသားခမီးတော်ဘင်းကြီးကိုကားတော်ပြလိုက်တဲ့အခါဘင်းကြီးကဘာကိစ္စမှရောက်လာရပါသလဲဆိုပြီးတော့မင်းသားကိုမေးလိုက်ပါတယ်။မင်းသားမနှက်ဖြံအမေတော်ရဲ့မွေးနေ့ဖြစ်တာကြောင့် မဲတော့အမတ်တရားတစ်ခုခုလုပ်ပေးဖို့ပြောတဲ့အခါခမီးတော်ကမင်းသားကိုစားကိုပဲကြိုးစားဖို့နဲ့တခြားအောင်တွေကိုကောင်းထဲမှာထဲမထားဖို့ဆုံးမနေခဲ့ပါလေမင်းသားအထမံရှောက်တင်ရန်ပြုတဲ့အခါမှာတော့ထမပြောဖို့တော်တန်တိတ်ငကြောပကံဖိတ်ဆိုပြီးတော့ဒါမြင်လိုက်ပါတော့တယ်မင်းသားစိတ်ပြတ်ညိုးငယ်စွာနဲ့အားလျှော်ကားပြန်ကန်ဒီမှာမရမမေရောစီမသွားပါကလည်းမေရောရဲ့မွေးနေ့ကိုရည်စူးပြီးတော့ဘုံကြီးเจ้าမှာအလူတန်းသွားလုပ်ခွင့်ပြုဖို့တောင်းဆိုနေပါလေ။မင်းကြီးကသူ့ရဲ့ကိုယ်ရံတော်ကိုမရမဖြန်မင်းသားလေးကိုစောင့်ရှောက်ဖို့တာဝန်ပေးခဲ့လိုက်ပါလေ ဒီဘက်ကနောက်တစ်ခန်းမှာတော့ပါကျဲစုံခုံးနဲ့စာဦးကျင်းတို့ကဘုံကြောင်တစ်ချောင်းရှိကိုရောက်လာကြပြီးတော့အင်မတန်ကိုကြီးတဲ့ဘုံကြောင်ကြီးဖြစ်ကြောင်းကိုကြီးကျူးနေကြပြီးတတိယလိုပြန်လှည့်ကြည့်ရင်ကြတော့မှဇရာတော်ကပါမလာခင်မှန်းသိလိုက်ကြရပါလေဇရာတော်ကနောက်ကြမှာရောက်လာတဲ့ကြောင်းစုံခုံးကခရီးဦးဂျုံနေခဲ့ပါလေပါကျဲကလည်းခရီးဦးဂျိုပြီးတော့သူတွေ့ထားတဲ့ဘုံကြောင်ကိုဇရာတော်ကိုပြလိုက်တဲ့အခါဇရာတော်ကမအူးအဝင်မှာချိန်ထားတဲ့စိုင်းမုတ်ကိုဖတ်ပြီးတော့ဝူကြည့်တိုင်းပြည်ရဲ့တော်ဝင်ဘုံကြီးကြောင်းတော်ဖြစ်ကြောင်းကိုဖတ်ပြနေပါလေ ။ပါသေးကစားတော့ကောင်းလို့ရှိမှသေးချာဖြစ်တယ်လို့ပြောနေနဲ့။သူကတဲခိုးပေါ်နေရာသွားရှာမှဖြစ်တဲ့အကြောင်းကိုပြောတဲ့အခါဘုံကြီးကရုပ်ဆိုးပြီးတော့စကားပြောမတတ်တဲ့ပါကျဲကိုနောက်ချန်နေဖို့ပြောလိုက်ပါလေ။ဒီမှာရှိတဲ့ကိုတော်တွေထိတ်လန့်သွားမှဆိုရင်တာကြောင့်သူကိုယ်တိုင်မဲ့သွားအခွင့်တောင်းမှဖြစ်ကြောင်းကိုပြောပြလိုက်ပါလေ။ဇုံခုံကတော့ဆရာတော်သွားလိုက်တာကပို့ပြီးတော့တင့်တော်ကြောင်ပါကျဲကိုဝင်အောင်ပြီးတော့ဖြောင်းပြနေပါလေ။ဆရာတော်ကကြောင်းထဲကိုဝင်သွားခဲ့ပြီးတော့ဇုံခုံတို့၃ယောက်ကတော့အပြင်ကနေထိုင်ဆောင်နေခဲ့ပါလေ။ ဇာရောမဟုတ်ကနေဝင်ပြီးတော့ကျောင်းထဲကိုရောက်တဲ့အခါရဟန္တာဘာကဇာရောအဒီနာမှာထူးခြားတဲ့သင်္ကန်းစာသင်္မာဖြစ်ကြောင်းကိုပြောပြကလမ်းလျှောက်နေပါတယ်။ကျောင်းတိုင်းဇာရောကကျောင်းထဲကထွက်လာတဲ့အခါထန်ဆန်းကိုတော်နဲ့ထိတ်ချင်းတိုက်တွေ့ဆုံခဲ့ပါတယ်။ဇာရောကထန်ဆန်းကိုတော်ဘယ်ရက်ကလာခဲ့ပါသလဲလို့မေးတဲ့အခါထန်ဆန်းဇာရောကဒုံဆန်တိုင်းရှိရက်ကလာပြီးတော့နောက်ရက်ကဗုဒ္ဓရဲ့ကျမ်းစာတွေကိုသွားအောင်ပင့်ဆောင်မှဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ထန်ဆန်းကိုတော်ကတ냐လောက်တဲခုခွင်တောင်းတဲ့အခါကျောင်းတိုင်းဇာရောက ဒီเจ้าဟာတော်ဝင်ဘုန်းကြီးเจ้าဖြစ်တာကြောင့်တော်ဝင်မျိုးနယ်တို့ပဲလက်ခံမှာဖြစ်เจ้าကိုပြန်ပြီးတော့ပြောပြနေပါတယ်။ဒါကြောင့်မလို့ထန်ဆန်းဆရာတော်ကိုတခြားနေရာသွားရှာဖို့ပြောတဲ့အခါထန်ဆန်းကိုတော်ကအခုလောလောဆယ်မှာနောက်ကျနေဖြစ်တဲ့အတွက်ဒီတညတော့ဒီเจ้าမှာပဲတဲခိုခွင်ပြုပေးပါလို့တောင်းဆိုနေပေမဲ့เจ้าနိုင်ဆရာတော်ကလည်းတခြားเจ้าသွားရှာဖို့ကိုသာတိုက်တွန်းနေခဲ့ပါတော့တယ်။ထန်ဆန်းကလည်းဘုန်းကြီးเจ้าဆိုတာဘုန်းကြီးအတွက်သာဖြစ်တဲ့ပါလေ။ဆရာတော်ကဘာကြောင့်လက်မခံရတာလဲလို့မေးနေခဲ့ပါလေ။ကျောင်းနိုင်ဘုန်းကြီးကဘာမှထားမပြောနဲ့လို့ပြောလိုက်ပြီးတော့ ဒန်ဆန်းကိုနေထုတ်ကထွက်သွားခဲ့ပါတော့လေဆရာတော်ပြန်ထွက်လာတဲ့အခါတပည့်သုံးယောက်ကအာဝန်တာကြိုးစုလိုက်ကြပြီးမျက်နာမသာမယာနဲ့ရှိနေဆရာတော်ကိုအကျိုးချောင်းမေးမြန်းတဲ့အခါဆရာတော်ကဘာမှမဖြစ်ကြောင်းကိုပြောနေပါတယ်ဇုံခုံကတော့ဒန်ဆန်းကိုတော်ကိုဒီကကိုတော်တွေကအနိုင်ကျင့်စူပူလိုက်တာလားလို့မေးနေတာကြောင့်ဆရာတော်ကတဲခုံခွင်မပြူတာဖြစ်ကြောင်းဇုံခုံကိုပြောပြလိုက်ပါတယ်အဲတော့မှဆရာတော်ကဒီเจ้าကတို့လို့တာမန်ခီးသွားကိုတော်တွေကိုတဲခုံခွင်မပြူเจ้าနဲ့ တော်ဝင်မိသားစုတွေနဲ့ပတ်သက်ရပတ်သက်ကြောင်းဆရာတော်တွေကိုသာတဲခိုခွင့်ပြုတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဇုံခုံကတော့တောင်ကြီးမောင်းမယ်ကိုတော်ကိုသွားပြီးတော့ပညာပေးရမှာဖြစ်ကြောင်းပြောကထွက်သွားခဲ့ပါတယ်။ကျောင်းထဲကိုရောက်သွားတဲ့ကိုတော်ကမင်းတို့ရဲ့အသိဉာဏ်နှုံနှဲပြီးတော့အမြင်ချင်းနဲ့ကိုတော်ဘယ်မှာလဲလို့ဇုံဘိုးဘိုးကိုအချိန်မီလာပြီးတော့ဂါလိုက်ဆန်းမှာလို့ပြောပြနေခဲ့ပါတယ်။အေးမြန်မြန်လာပြီးမခိုင်းတော့တကြောင်လုံးကိုအမှုန်ပြအောင်ထောင်းပလိုက်မှာဖြစ်ကြောင်းဇုံခုံကအော်ပြောနေခဲ့ပြီးတော့တန်တုတ်ကိုလွတ်တင်ကခေါင်းမိုးနေငယ်ကိုဖြတ်စည်းပြလိုက်ပါတယ်။ ဒါအုပ်တွေ့မရတဲ့ကျောင်းနိုင်ဆရာတော်နဲ့တပည့်ဆရာတော်နှစ်ပါးဟာဇုံခုံကိုမြင်လာကြောင်းထွက်ပြေးသွားခဲ့တဲ့အတွက်ဇုံခုံကလည်းနောက်ကနေလိုက်ခဲ့ပါတော့တယ်။ကျောင်းနိုင်ဆရာတော်တို့ကလည်းတကားပိတ်ကဝင်ပုန်းနေတဲ့အတွက်ဝူခုံကနိုင်ငူကြော်ပြီးတော့ကျောင်းထဲကိုခုံဝင်လာခဲ့ပါတယ်။အထဲကိုရောက်တဲ့အခါကိုတော်တွေရဲ့ပခုံးပေါ်တက်ခုံပြီးတော့ကျောင်းနိုင်ဆရာတော်ကိုတန်တုံနဲ့ဖိကအခမ်းမောင်းထောင်ကားလောက်ကိုမြန်ဥတန်ရှင်းလုံဆန်းလုခိုင်းစီလိုက်ပါတော့တယ်။ကျောင်းနိုင်ဆရာတော်ကသူတို့ရဲ့ကျောင်းမှာအခန်းက300ကျော်ပဲရှိတာကြောင့်အခန်းထောင်ကားမရှိတဲ့အတွက်ဇုံဖိုးဖိုးတို့အတွက်အစင်းပြေမှာမဟုတ်ကြောင်းကိုတောင်းပန်နေပါတော့တယ်။ အရိကာဆုံးခုံးကအခန်း300ပဲရှိတယ်ဆိုရင်တော့ဒီမှာရှိတဲ့ဘုံကြီးတွေထွက်သွားလိုက်ဖို့ပြောနေတဲ့အခါကျောင်းနိုင်ဆရာတော်ကအခန်း300ရှိတာဆိုမြဲဘုံကြီးပေါင်း400 500လောက်ရှိကြောင်းကိုပြောပြနေပါလေအဲတော့မှထန်ဆန်းကိုတော်တို့ကအเจ้าမှတဲခုခွင့်ရခဲ့လိုက်ပြီးဆုံးခုံးရဲ့အစွမ်းနဲ့ဘုံတော်ကြီးတွေကကြိုးစုံနေကြပါလေဒီလိုနဲ့ညအောင်လာတော့ဘီရင်ကြီးကရေချိန်ကိုက်နေခဲ့ပြီးတော့မိဖုရားကြီးကရောက်လာတဲ့ခါမှာဘီရင်ကြီးကခဏထိုင်ဖို့ဖိတ်ခေါ်လိုက်ပါလေဘီမာကြီးကဘီရင်ကြီးတယောက်တည်းတောင်းနေရတာပြင်းနေမှာဆိုတာကြောင့် သူကိုတောက်ပြစီလို့ပြောတဲ့အခါမေဒီယာကြီးကပြားနေမလို့နှစ်ခွက်လောက်တောက်ပြီးဝတ်တော်မယ်အကြောင်းကိုပြောနေခဲ့ပါတယ်။မိဖုရားကြီးကမင်းကြီးရဲ့မနစ်တုံးကပြောခဲ့တဲ့စကားလေးတခုကိုတောင်မှသူကတံပိုးထားပြီးတော့မှတ်ထားတဲ့အကြောင်းကိုပြောပြနေပါတယ်။အဲဒါကဘာလဲဆိုတော့နောက်နေ့မိဖုရားကြီးရဲ့မွေးနေ့ကိုရောက်ရင်ကြောက်စိမ့်ရက်ကိုအတူတူတောက်ကြဖို့ဂရီပေးထားခဲ့တာဖြစ်အကြောင်းကိုပြောပြနေတာပါ။မင်းကြီးကဒီနေ့ကမိဖုရားကြီးရဲ့မွေးနေ့ဖြစ်တာကြောင့်သူလည်းမိဖုရားကြီးနဲ့အတူတူကြောက်စိမ့်ရက်တောက်ခြင်းတဲ့အကြောင်းကိုပြောပြနေပါတယ်။ အဲဒီလိုဘီရင်ကြီးကပြောလိုက်မှမိဖုရားကြီးကဖုသွားပြီးတော့မွေးနေရမနှက်ဖြံမရောက်မှဖြစ်ကြောင်းပြောလိုက်တော့မှဘီရင်ကြီးကလည်းရှက်သွားပြီးသူမှလည်းတိုင်းရေးပြည်ဟာကိစ္စအရာရာတွေနဲ့ရှုပ်နေတာကြောင့်မိဖုရားရဲ့မွေးနေကိုမှတ်တော့မှတ်မိနေပေမဲ့အမားကြီးဖြစ်နေတဲ့အတွက်မှတ်မိမှားသွားခဲ့ကြောင်းကို ပြောလိုက်ပါတယ်မိဖုရားကြီးကမနှက်ဖြံသူမရဲ့နန်းတော်ဆောင်ကိုလာမှလားလို့မေးပြီးတကယ်လို့မလာပြဘူးဆိုရင်မနှက်ဖြံမမင်းသားလေးကိုလွတ်လိုက်ဖို့ခွင့်တောင်းနေခဲ့ပါတယ်ဘီရင်ကြီးကမနှက်ဖြံကိစ္စမနှက်ဖြံမပြောကြဘူးလို့ပြောပြီးတော့ထားထွက်သွားခဲ့ပါတယ် ဝင်ရောက်တဲ့အခါမိဖုရားကြီးကဆောင်းတီးပြီးတော့ဘရင်ကြီးကနားထောင်ကပကြီးလေးတူတူဆွဲပြီးတော့မင်းသားလေးတိုင်းကစားနေတာကိုကြည့်နေတော့မောင်မမိတ်တန်တယောက်ရဲ့ခေါ်တန်ကြောင့်မိဖုရားကြီးကစိတ်ကူးရင်နေရာကနေတရိပ်ပြန်ဝင်လာခဲ့ပါတယ်။နောက်တစ်ခါမှတော့ဆရာတော်ကအိတ်ငိုက်နေခဲ့ပြီးတော့လင်းချင်းတိုးတန်ဆဲလဲခတ်တန်တွေကိုကြားနေရပါတယ်။အဲဒီချိန်မှာပဲအခန်းထဲကိုမိခုံးငွေလိုလိုလေးဝင်လာပြီးတော့ဆရာတော်ဆရာတော်လို့ခေါ်တန်ကြောင့်ဆရာတော်ကအိမ်မက်လာတကယ်လားမသိလိုက်ပဲရှောက်သွားနေမိခဲ့ပါတယ်။ဆရာတော်ကတော်ရင်ဖုန်ကြီးเจ้าကနေ တော်ရဲကကြောက်ဆောင်တွေအထီးကိုရှောက်သွားနေခဲ့ပြီးတော့တဏျာရောက်မှာတော့ရေရင်းထဲကမိကိုငွေနေတူမိစားတကောင်ကပေါ်လာခဲ့တဲ့အတွက်ဇာရဝါထိတ်လန့်ခြောက်ခြားစွာနဲ့ပဲမိစားကိုဘာကောင်လဲလို့မေးကသူတပည့်တွေကမိစားနေနေတဲ့ညမှာရက်ဆက်တဲ့အတီးကြပြတ်သားတယ်ဒါကြောင့်မလို့ဘယ်မိစားမှမခံနိုင်ကြောင်းကိုပြောနေခဲ့ပါတယ်အိုက်ခါအဲ့လူကသူဟာမိစားမဟုတ်ကြောင်းနဲ့သူ့ကိုသေးချာထတ်ကြည့်ဖို့ပြောတဲ့ကဇာရဝါနောက်ချိန်သေးချာကြည့်ကြည့်တော့မှဘယင်းတစ်ပါးဖြစ်နေမှန်းကိုသိလိုက်တဲ့အတွက်ဘယ်တိုင်းမိကလာပါသလဲဆိုပြီးတော့မေးလိုက်ပါတယ် အဲတော့မှသူဟာဝူကြီးတိုင်းပြည်ရှင်ပြည်တစ်ပါးဖြစ်ကြောင်းပြောပြတော့ဆရာတော်ကဘာကြောင့်များမင်းကြီးကတရားစရာဖြစ်ဆိုးနေကြုံတွေ့နေရပါသလဲလို့မေးကြည့်ခဲ့ပါတယ်။ဘင်းကြီးကလွန်ခဲ့တဲ့တစ်နှစ်ကချွမ်းချမ်းဖုံးတော်ကြီးအကြောင်းကရဲသေးတစ်ပါးကမင်းကြီးစီရောက်လာပြီးတော့သူဟာတဘာဝကိုထိန်းချုပ်နိုင်သူတယောက်ဖြစ်ပြီးတော့ကြောက်တုံးကနေရွှေဖြစ်အောင်လှုပ်ပေးမယ်လို့ဆွဲဆောင်လိုက်တဲ့အတွက်မင်းကြီးဟာရသေးကိုယုံကြည်လိုက်ပြီးသွေးတောင်ကြီးကိုဖွဲခဲ့ပြီးအကြောင်းကိုပြောပြလာပါတယ်။သွေးတောင်ကြီးကိုဖွဲပြီးတဲ့နောက်မှာတော့ဒူသွားဒူစားကပြောပါခဲ့ဘူးလား။ ဲ့လိုမျိုးတူသွားသူစားပျော်ပါပြီးတရက်မှာတော့ဒီရေရင်းနဲ့ကိုငုံကြည့်စေကရေရင်းနဲ့ကိုတွန်းချပြီးတော့တိုင်းကွက်ဒီဆွဲကရေရင်းကိုကြောက်တုံးနဲ့ပိတ်ကတပ်ပစ်ခဲ့တာကြောင့်အခုလိုမကြွမလို့ဘွာမျိုးကိုရောက်နေခဲ့တာဖြစ်ကြောင်းကိုပြောပြနေခဲ့ပါတယ်။အရသေးကတော့သူ့ကိုသူမင်းကြီးအောင်ဖန်ဆင်းကမင်းစည်းစိမ်ခံစားနေကြောင်းကိုပြောပြနေခဲ့ပါတယ်။ဒီတော့မှထန်ဆန်းကိုတော့ကဘူဆွေးတော့ကနေတေဆုံးခဲ့ရတဲ့ဘရင်တစ်ပါးဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။မင်းကြီးရဲ့ဝိညာဉ်ကသူ့ကိုမကြောက်ဘူးပြောပြီးတော့ထန်နိုင်ငံကဆရာတော်ဖြစ်တာကြောင့် လာရောက်ပြီးတော့ဂါရဝပြုခဲ့တာဖြစ်ကြောင်းနဲ့သူ့ကိုယ်စားမိစ္ဆာကိုနှိမ်နှင်းပေးဖို့အကူအညီလာတောင်းနေခဲ့တာပါဆရာတော်ကသူ့ရဲ့တပည့်မြောက်ဘရင်ဆုံးဟုခုံးကမိစ္ဆာနှိမ်နှင်းတဲ့နေရာမှာအရန်ကိုတော်တဲ့အတွက်နှိမ်နှင်းပေးနိုင်တဲ့ဆိုမဲ့မိစ္ဆာဘရင်ဟန်ဆောင်ထားတာကြောင့်တတိထားပြီးတော့ဂိုင်တွဲမဲ့ကိစ္စဖြစ်ကြောင်းကိုပြောပြနေပါတယ်ဘရင်ကြီးကဒီတော့တော့စိတ်မပူဖို့နဲ့မနေ့ပြန်မင်းသားလေးအားဒီဘုန်းကြီးကျောင်းကိုလာအောင်မှာဖြစ်ကြောင်းမင်းကြီးကသူ့ရဲ့ပူဆွေးတော့ကောက်မင်းသားလေးကိုပြောပြပါတယ်မင်းသားလေးဟာဆရာတော်ကိုကူညီมาဖြစ်ကြောင်းကိုပြောပြနေခဲ့ပါတယ် ဆရာတော်ကမင်းသားလေးကဒါမန်လူသားဖြစ်ပါကသူ့ကိုယုံကြည်နိုင်ဖို့ခက်ခဲကြအောင်ပြောပြလိုက်ပါတယ်။ဘင်ကြီးကသူ့ရဲ့ကြောင်စိမ့်လွာစာချုပ်ကိုယူထားဖို့ပြောလိုက်ပါတယ်။တန်ဆန်းကြောင်စိမ့်လွာစာချုပ်ကိုလှမ်းယူလိုက်စေမှာပဲလန့်နိုးလာခဲ့ပါတော့တယ်။တန်ဆန်းကိုတော့လန့်နိုးလာပြီးတော့ရှေးကဇဝဲဘော်ကိုကြည့်လိုက်တဲ့အခါကြောင်စိမ့်စာချုပ်ကဇဝဲဘော်ကိုရောက်ရှိနေတာကြောင့်တန်ဆန်းကိုတော့လည်းလန့်သွားခဲ့ပြီးတော့ဇုံခုံတို့ကိုလန့်ခေါ်လိုက်ပါတော့တယ်။ဝူခုံးအမြန်ရောက်လာတဲ့အခါမှာတန်ဆန်းကသူ့ရဲ့အိမ်မက်ကြောင်ကိုပြောပြလိုက်ပါတယ်။စာအုပ်ချင်းကတော့အိပ်ပြောင်းနေပါကျဲကိုဇာတော်ခေါ်နေတောင်းပြောတဲ့အခါ ညာကြီးမို့ချုပ်ဘာလုံးလို့လည်းမသိပါဘူးဆိုပြီးတော့ဆရာတော်ကနားကိုသွားတဲ့ခါမှာတော့ဇုံခုံကမြန်မြန်လာဖို့ခေါ်လိုက်ပါနဲ့ဆရာတော်ကကြောင်စိမ့်စာကြုံပြကအိမ်မက်အကြောင်းကိုအားလုံးပြောပြလိုက်ပါတယ်တို့နဲ့မနက်မိုးလင်းတဲ့ခါမှာတော့မင်းသားလေးကတကယ်ကြွလာခဲ့တာကြောင့်တို့အားလုံးကအိမ်မက်လားတကယ်လားမှာတကယ်ကိုယုံကြည်သွားခဲ့ကြပါတော့တယ်ဒါနဲ့ပဲဇုံခုံကတစ်သားတစ်တာလေးတို့ကိုဖန်ဆင်းကဆရာတော်ကိုပေးပြီးတော့နာနာကိုတိုးတိုးကပ်ပြောနေတာကြောင့်ဘာတွေပြောနေမှန်းတော့ကျွန်တော်လည်းမကြားလိုက်ပါဘူးဆရာတော်ကပြောပြီးတော့ခေါင်းခါကအရာကိုညှိနှိုင်းလိုက်ပါတော့တယ် မင်းသားလေးကအကြောင်းနိုင်ဖုံးတော်ကြီးနဲ့အတူတူဘုရားဝိပုနေခဲ့ပါတယ်။မင်းသားလေးဘုရားကတော့ပြီးတဲ့အခါမှာမင်းကြီးရဲ့ကိုယ်ရံတော်ကမြ мян ကတော့ပြီးနန်းတော်ကိုမြ мян ပြန်ကြဖို့တိုက်တွန်းနေပါတယ်။မင်းသားလေးကတော့ဘုံเจ้าကိုရောက်တော့ရောက်ခိုင်ဟိုနာဒီနာအကြောင်းနဲ့ပတ်ကြည့်အောင်ပါဖြစ်အကြောင်းကိုပြောကာရှောက်ပတ်ပြီးတော့ကြိတ်ရှုနေခဲ့ပါတယ်။ကိုယ်ရံတော်ကလည်းမင်းကြီးကမှားထားတာကြောင့်မြ мян ပြန်ကြဖို့ထပ်မံစော်ဩနေတာကြောင့်သူခဏလောက်ပဲကစားမှဖြစ်တဲ့အတွက်ပြဿနာမရှိကြောင်းကိုပြန်ပြောလိုက်ပါတယ်။ဘုံเจ้าနောက်ဖက်ထွက်ပေါက်ကိုတော့ခတ်ထားတာတွေ့တဲ့မင်းသားလေးက ောက်ဖေးဘက်ချမ်းမာရန်တွေလှနေပြီးတော့သူလည်းတစ်ခါမှမရောက်ဘူးကြောင်းတော့ခတ်ထားခြင်းအကြောင်းကိုမေးတဲ့အခါဘုံကြီးကြောင်းနောက်ဖေးချမ်းထဲမှာမနေ့တုန်းကရသေးတပားနဲ့မင်းကြီးကလမ်းလျှောက်နေတဲ့ရသေးဟာထွက်ခွာသွားခဲ့ပြီးတော့မင်းကြီးကဝမ်းနိုင်လို့နဲ့အတွက်ကြောင့်ပန်းချောင်ပိတ်ထားခဲ့တာဖြစ်ကြောင်းကိုပြောပါတယ်ဒီတကားကိုပိတ်ဖို့ကလည်းမင်းကြီးကိုယ်တိုင်သူ့ကိုမှားကြားခဲ့တာဖြစ်ကြောင်းကိုကြောင်းနိုင်ပြောပြနေပါတယ်အဲ့ဒီရသေးကကြောက်တုံးကနေရွှေပြေးအောင်လှုပ်ပေးမယ်ဆိုပြီးတော့မလုံးပေးလိန်ညာခဲ့တဲ့အတွက်ထွက်သွားလိုက်တာပဲကောင်းကြောင်းကိုပြောလိုက်ပါတယ်ဒါနဲ့မင်းသားလေးကနောက်ဖေးတကားဖွင့်ပေးဖို့ပြောကာ အနောက်ဘက်ပန်းချန်ထဲကိုဝင်ဖို့ကြိုးစားနေပါတော့တယ်။ကိုရန်တော်ကလည်းအပြေးကလေးရောက်လာပြီးတော့မင်းကြီးရဲ့အမိန့်ကိုဘယ်သူမှမလွန်ဆန်ရဲအကြောင်းဖြောင်းပြနေကတကယ်လို့အနောက်ဘက်ချန်ထဲကိုဝင်ကျင်နေဆိုပါကအရင်ဆုံးမင်းကြီးထံမှာခွင်တောင်းအမှားဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။မင်းသားလေးကအနောက်ဘက်ပန်းချန်ဝင်ဖို့လက်မလျှော့ခြင်းပေမဲ့ပြန်ထွက်သွားခဲ့ချိန်ဈေးညာလန်တစ်ခုရောက်မှာထန်ဆန်းကိုတော်နဲ့ထိတ်တိုက်တိုးခဲ့ပါတော့တယ်။မင်းသားလေးရဲ့ကိုရန်တော်တွေကထန်ဆန်းကိုတော်ကမင်းသားလေးကိုရိုသေမပေးတာကြောင့်အတင်းရဲလာတဲ့ကိုတော်လို့ပြောနေရကြောင့်မင်းသားလေးကလက်ကပြလိုက်ပါတယ်။ နောက်တော့ဆရာတော်ကသူဟာထန်ပြည်နယ်ကလာတဲ့ထန်ဆန်းကိုတော့ဖြစ်ကြောင်းကိုမိဆက်ကအနောက်ဘက်ကိုသွားပြီးတော့ကျန်းစာတွေပေးနေရဲနာတွေကိုတဲဆောင်သွားမယ်အကြောင်းကိုပြောလိုက်ပါတယ်မိသားလေးကလည်းရဲနာတွေတဲသွားမှာဆိုတော့အရှိဘက်ကနေဘာရဲနာတွေများပါလာခဲ့တယ်လို့မေးနေတာကြောင့်ထန်ဆန်းကသူ့မှာရဲနာတွေပါကြောင်းကိုပြောပြခဲ့ပါတယ်မိသားလေးကလည်းရဲနာတွေပါတယ်ဆိုရင်ပြင်သူ့ကိုလည်းပြဖို့ဖိတ်ခေါ်လိုက်တဲ့အတွက်ဆရာတော်ကလူတွေအများကြီးကြားထဲမှာပြဖို့မသင့်တော်တဲ့အတွက်နေအောင်ထည့်ချင်းပြီးတော့ကြည့်ဖို့သွားခဲ့ပါတယ် ဒါမှလည်းနောက်မှကပ်ပါလာတဲ့မင်းကြီးရဲ့ကိုရံတော်ကြောင့်သူတို့တယောက်နဲ့တပါးအနှောက်ယှက်ဖြစ်နေကြပါလေ။ဒါကြောင့်မင်းသားလေးကဘီရင်ကြီးရဲ့ကိုရံတော်ကိုလည်းအပြင်ကနေစောင့်စီကထန်ဆန်းကိုတော်နဲ့ဒူခန်းနဲ့ဝင်သွားခဲ့ပါလေ။အခန်းထဲရောက်တဲ့ခါမှာတော့ထန်ဆန်းကိုတော်ကတစ်တာလုံးဝပြပြီးတော့ရဲနာရီယာတစ်တာထဲမှာရှိနေကြောင်းကိုပြောပြလိုက်ပါလေ။မင်းသားလေးကဘာရဲနာရီလဲလို့မေးတဲ့အခါထန်ဆန်းကိုတော်ကရဲနာရဲ့နာမည်ကဘယင်ဖြစ်စေသူလို့အမိရပြီးတော့အတိတ်နဲ့အနာဂတ်ကိုမြင်နိုင်ပြီးကံဆိုးမလားကံကောင်းမလားဆိုတာခွဲခြားနိုင်တဲ့ရဲနာတစ်ပါးဖြစ်ကြောင်းကိုပြောပြလာပါလေ။ မင်းသားလေးကအရာကိုကြည့်နေအောင်ခွင်တောင်းတဲ့အတွက်တစ်တာအောင်ဖွင့်ပြလိုက်တဲ့အခါခန္ဓာကိုယ်သေးသေးလေးပြောင်ဖန်ဆင်းထားတဲ့ဇုံဦးခုံးကတစ်တာတွေကနေထွက်လာခဲ့ပါတယ်မင်းသားလေးကငလက်မအမွေးထူကောင်ကလေးကိုတွေးလိုက်တာကြောင့်ထူးဆန်းအံ့ဩသွားပြီးတော့လက်ပေါ်တင်ကာကြည့်နေခဲ့ပါတယ်မင်းသားလေးကဘရင်ဖြစ်စေသူလေးကကန်ဆိုးကန်ကောင်းအတိတ်အနာဂတ်တွေကိုဘာတွေကိုခြေခံပြီးတော့ပြောတာလဲလို့မေးတဲ့အခါဇုံဦးခုံးကဘာကိုမှခြေခံမထားကြောင်းနဲ့အစားအသောက်အလိုလိုအားလုံးကိုသိနေတာဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ် ။မင်းသားလေးကသူ့ရဲ့ကံစိုးကံကောင်းအတိတ်အနာဂတ်တွေကိုပြောပြပေးဖို့တောင်းဆိုတဲ့အခါဇုံကုံကပြီးခဲ့တဲ့တစ်နှစ်ကရသေတစ်ပါးရောက်လာပြီးတော့မင်းကြီးနဲ့ညီကိုဖွဲ့ခဲ့တာဟုတ်သလားလို့မေးတဲ့အခါမင်းသားလေးကအဲ့ဒီဖြစ်စရာအမှန်တကယ်ရှိခဲ့ကြောင်းပြောပြလိုက်ပြီးတော့ဒါကအားလုံးသိပြီးသားမလို့ဘာထူးဆန်းလို့လဲလို့ပြန်ပြီးတော့မေးလိုက်ပါလိမ့်။ဇုံကုံကအဲ့နောက်ပိုင်းမှာရသေကြီးကဘယ်ရောက်သွားပြီးတော့မင်းကြီးကဘယ်မှာလဲလို့မေးလိုက်ပါလိမ့်။မင်းသားလေးကလွန်ခဲ့တဲ့တစ်နှစ်ကရသေးကြီးနဲ့မင်းကြီးကကြောက်ကစားဖြစ်တာကြောင့်မင်းကြီးကမောင်းထုတ်လိုက်ဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ် အခုမင်းကြီးကသူ့ဖေဖေเจ้าကိုပြောနေတာဆုံးခုံးကအဲ့လိုရည်နေရာเจ้าမင်းသားရည်နေရာချင်းเจ้าကို မေးလိုက်ပါလေအဲ့တော့မှဆုံးခုံးကသူ့ရဲ့မူလအသွင်တိုင်းပြန်လဲပြောင်းလဲလိုက်ကမောင်းထုတ်ခံလိုက်တဲ့သူဟာမင်းသားလေးရဲ့ခမီးတော်အစ်ဖြစ်ပြီးတော့လက်ရှိဘီရင်ကြီးကသာရသေးဖြစ်เจ้าကိုပြောပြလိုက်ပါလေမင်းသားလေးကလည်းသူ့ကိုခလေးမို့လို့နှစ်ချီကျွေးနေလားဆိုပြီးတော့ဆုံးခုံးကိုစိတ်တွေစိုးနေခဲ့ပါလေ အဲဒီမှာပဲဆရာတော်ကဝင်ရောက်လာပြီးတော့နောက်ထပ်ပြဆရာရဲနာတစ်ခုရှိသေးကြောင်းပြောကာကြောက်စိမ်းစာကျွန်တော်ကိုပြသလိုက်ပါတယ်။ဒန်ဆန်းကဒီစာကျွန်တော်ကိုမင်းသားလေးသိရပါသလားလို့မေးတဲ့အခါမင်းသားလေးကအန်ဟွန်ဟန်နဲ့မျက်လုံးကြီးပြူးထွက်သွားခဲ့ပါတယ်။မင်းသားလေးကဒေါသထွက်ပြီးတော့သူခမီးတော်ရဲ့ရဲနာကိုဘဲကရသဲလို့ပြောပြီးတော့ဓာတ်ကိုဆွဲထုတ်တဲ့အခါစုံကုံကအမြန်တားဆီးလိုက်ပါတယ်။မင်းကတကယ်အကောင်းဆုံးအမားမှန်ကိုခွဲခြားတဲ့သူမဟုတ်ကြောင်းကိုရှုံချကာသူဟာဒီဒန်ဆန်းကိုတော့ရဲ့တပည့်တယောက်ဖြစ်ပြီးတော့ သူတို့ဟာအခြေရက်ကလာပြီးတော့နောက်ရက်ကိုခီးသွွားကကျန်းစာပင်းကြတဲ့သူတွေဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။မနေ့ညအိမ်မထဲမှာခမီးတို့ဟာဆရာတော်ကိုအိမ်မပေးပြီးတော့ဖြစ်ကြောင်းကုံစင်ပြောပြသွားကြောင်းကိုပြောပြတော့မှမင်းသားလေးကဓာတ်ကိုပြန်ထည့်ပြီးတော့ဘုံကြီးကြောင်းနောက်ဖေးချံကိုပိတ်ထားတနည်းရှိတဲ့အကြောင်းရင်းနဲ့ဆက်ဆက်ကတွေးမိခဲ့ပါတယ်။ဒန်ဆန်းကိုတော့ကမင်းသားလေးကိုသူ့ကိုယုံကြည်ပြီးတော့နန်းတော်ကိုပြန်ပြီးမေတော်နဲ့တိုင်ပင်ကြီးဖို့အကြံပေးလိုက်ပါတယ်။မင်းသားလေးကတိတ်ဆိတ်ပြန်သွားတဲ့အခါမင်းကြီးရဲ့ကိုရံတော်ကစောင့်ကြည့်နေပါတယ်။ ဇုံခုံကတော့ပါကျဲကိုသွားနိုးတဲ့ခါဒီလောက်ညာနေဒီမှာပါကြောင်လာနိုးနေရလဲလို့မေးလိုက်ပါတယ်။ဇုံခုံကပါကျဲကိုအေးမင်းလှုပ်တစ်ခုတော့မလှုပ်ချင်ဘူးလားလို့မေးနေတာကြောင့်ပါကျဲကဘာလို့မှမလှုပ်ချင်ကြောင်းနဲ့အိတ်ပဲအိတ်နေချင်ကြောင်းကိုပြန်ပြောလိုက်ပါတယ်။နောက်မှရဲနာခိုးဖို့ဒိုးဒိုးလေးကပ်ပြီးတော့ပြောလိုက်တာပါ။မင်းသားလေးကတော့ခမီးတော်ရဲ့အမိန်ကြောင့်တွေးခွင့်မရတဲ့မေတော်ကိုညာကြီးမင်းကြီးသွားပြီးတော့တွေးဆောင်ခဲ့ပါတော့တယ်။မေတော်ကလည်းမတွေ့ရကြာဖြစ်တဲ့မင်းသားလေးကိုစည်းကြိုပွေဖက်ကအလွမ်းအသင်နေခဲ့ကြပါတယ်။တပတ်မှဇုံခုံနဲ့ပါကျဲတို့ကတော့တိတ်ဆိတ်ဝင်ရောက်လာကြရင်း မင်းကြီးတွန်းချခံရတဲ့ရေရင်းနာကိုရောက်လာကဆုံခုံကပါကျဲကိုဒီကြောက်တုံးဖယ်လိုက်ရေရင်းထဲမှာဖိုးတန်ရေနာတစ်ခုရှိကြောင်းဒီဖုံးကြောင်းကရေနာကိုခိုးယူကြမယ်လို့တိုင်မင်းကြီးကဲ့ပါတယ်ပါကျဲကဒီလိုပေမန်းနာရီသူ့ကိုမခိုင်းမှုပြောတဲ့အခါဆုံခုံကကြောက်တုံးကိုမဖယ်ရေနာရလာတဲ့အခါသူတယောက်တည်းယူလိုက်မှဖြစ်ကြောင်းကိုပြောလိုက်ပါတယ်အဲတော့မှပါကျဲကလည်းသူမပါမယ်ဆိုပြီးတော့ဝူခုံးကိုတွန်းဖယ်နေသလိုဆုံခုံကလည်းသူမမယ်လို့ပြောပြီးတော့ပါကျဲကိုတွန်းဖယ်နေခဲ့ပါတယ်နောက်မှဆုံခုံကအလျှော်ပေးလိုက်သလိုနဲ့ပါကျဲကိုရေရင်းမော်ကကြောက်တုံးကြီးကိုမာခိုင်းလိုက်ပါတယ် ကျောင်းတော်ကိုဖယ်ပြီးတော့ရေရင်းအောက်ကိုငုံကြည့်တဲ့အခါရေကိုယ်တော်မမြင်ရတဲ့ရေရင်းကြီးဖြစ်ကြောင်းကိုတွေ့လိုက်ရပါတယ်။ဇုံခုံကရေနာရေရင်းအောက်ချိန်မှာမြုပ်နေကြောင်းပြောတော့မှဘာကျဲကဂျိုးပြောခင်ဂျိုးတချောင်းယူလာမှာပေါ့လို့ပြောလိုက်ပါတယ်။ဘာကျဲကဒါဆိုအကိုကြီးအခုဘာဆက်လုပ်ကြမလဲလို့ဝူခုံကိုမေးလိုက်တဲ့အခါဇုံခုံကသူ့ရဲ့တန်တုပ်ကိုပြပြီးတော့ဘာကျဲကတန်တုပ်ကိုကင်ထားပြီးသူကတော့တန်တုပ်ကိုရေရင်းအောက်ချိန်ထိရောက်အောင်ရှေ့လိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဘာကျဲကဒုတ်ကိုကင်ပြီးတော့ရေရင်းထဲကိုဆင်းတဲ့အခါဇုံခုံကရေထဲကိုနှက်လိုက်ဖော်လိုက်တဲ့လောက်ကစနေခဲ့ပါတယ်။ တမမတော့မင်းသားလေးကမိဖားကြီးကိုအကြောင်းဆုံးပြောပြလိုက်တဲ့အခါမင်းသားလေးကိုအေးအေးတွေပြက်လို့ခရောင်ချောက်ချားတွေဖြစ်နေမှာပါလို့ပြောပြီးတော့ခမီးတော်ကခမီးတော်ပဲဖြစ်ကြောင်းသူသားအ திய ဆုံးဖြစ်ကြောင်းမိဖားကြီးကပြောဆိုဖြောင်းပြနေပါတယ်မင်းသားလေးကလည်းမနေ့တနေ့ကစပြီးတော့ဘင်းကြီးရဲ့အမူအရာတွေကပြောင်းလဲလာပြီးမချစ်တဲ့တော်ရာတွေမဲမဲတရီမထားမိတာလားတီးရက်နဲ့မိမ့်ပြီးတော့နေနေတာလားလို့မေးလိုက်ပါတော့တယ်မိဖားကြီးကခမီးတော်ကဒီတနေ့နှစ်နှစ်အတွင်းမှာစကားသိပ်မပြောဘဲနေတာမဲတော့ကိုသိပ်ပြီးတော့ဂီးမဆိုင်တော့တာလက်တကန်းအကွာကနေပဲစကားပြောတာတွေကိုသူတရီထားမိခဲ့ပြီမင်း ဘာအတွက်ဘာကြောင့်ဆိုတာကိုစဉ်းစားများခဲ့တာဂျာအီဖြစ်ကြောင်းကိုပြောပြနေပါတယ်။အိုင်ရွန်မမင်းသားလေးကပျောက်ဆုံးနေတဲ့သူဟာခမီးတော်ဖြစ်ပြီးတော့အခုလက်ရှိဘီရင်ဟန်ဆောင်နေသူကခြွမ်းချောင်းကမိစ္ဆာသာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။မင်းသားလေးကသူသဘောပေါက်သွားပြီးဖြစ်ကြောင်းတိုးတိုးလေးကပ်ပြီးတော့ပြောနေတာကိုအပြင်မှာဘီရင်ကြီးရဲ့ကိုယ်ရံတော်ကတိတ်တဆိတ်ခိုးပြီးတော့နားထောင်နေခဲ့ပါတယ်။တပတ်မှဆုံးခုံကတော့ပါကျဲကိုသေးချာရှာခိုင်းနေမယ်ပါကျဲကရေတွေသာတွေ့ချောင်းပြောနေတာကြောင့်ရေအောက်ကိုငုံကြည့်ပြီးတော့ရှာစမ်းမှကွာလို့ပြောလိုက်တဲ့ခါကျတော့မှရေအောက်ထဲကိုငုံကြည့်တဲ့ခါ အောက်ဘက်ကိုကျွန်ကြသွားခဲ့ပြီးတော့တလင်းနန်းတော်လို့ရေးထားတဲ့ကြောက်ဂူကြီးတစ်ခုတည်းကိုရောက်သွားခဲ့ပါတယ်။ရေရင်းဆောင်ငကားမင်းကပါကျဲကိုစီးတုံနှုတ်ဆက်ပြီးပါကျဲကတော့အင်းရေရင်းမှာတော့ငကားမင်းကဆောင်းရသေးတာလားဆိုပြီးတော့မေးလိုက်ပါတယ်။ပါကျဲကဒါဆိုရင်သူ့ကိုရန်နာထုတ်ပေးပါလို့ပြောနေပါတယ်။ပါကျဲကမထုတ်ပေးရင်မပြန်နိုင်ဘူးတွေပါတယ်ဖြစ်နေတာကြောင့်တကောရှင်ဆုံးကုံယူခိုင်းလိုက်တာဆိုရင်ပြည့်သူ့မှာရန်နာရှီတောင်းပြောလိုက်ပြီးနောက်ကလိုက်ကြည့်ဖို့ခေါ်သွားခဲ့ပါတယ်။ အခန်းတစ်ခုထဲရောက်တဲ့အခါမှာတော့မပုံမသောအောင်စီမံထားတဲ့မင်းကြီးရဲ့အလောင်းကိုပြလိုက်တဲ့အခါပါကြီးဟာလူတွေကောင်ကြီးကဘလို့လို့ပြောရဲနာဖြစ်မှလဲလို့ပြောနေခဲ့ပါတော့တယ်။ရေတွင်းဆောင်နဂါမင်းကအလောင်းဟာဦးကြီးတိုင်းပြည်ရဲ့ပြေရှင်မင်းတယောက်ဖြစ်ကလွန်ခဲ့တဲ့တနေ့ကရေတွင်းထဲကိုပြုတ်ကျလာခဲ့တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာစကင်ကဲပလဲကိုထည့်ပေးထားတဲ့အတွက်မပုံမသောပဲရှိနေတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။အလောင်းကိုထဲထုတ်သွားခင်ပလဲရေနာကိုရမှာဖြစ်တယ်လို့အကျိုးရှိမှာဖြစ်ကြောင်းကိုလည်းနဂါမင်းကပြောပြနေပါတယ်။ပါကြီးကလည်း ိုင်လူတဲထုတ်သွားရင်ပတ်စံဘလောက်ပေးမှလဲလို့မေးနေတာကြောင့်နဂါးမယားပတ်စံသူ့မှာမရှိတောင်းပြောတဲ့ခါဟင်ပတ်စံမရရင်မလုံးနိုင်ဘူးလို့ပါကျဲကညင်းဆန်နေခဲ့ပါတယ်နဂါးမယားလည်းသူပြောသလိုမလုံးနိုင်လဲပြန်လိုက်တော့လို့ပြောလိုက်တာကြောင့်ရေပေါ်ပြန်တက်သွားတဲ့ခါဆုံးကုန်းကအလောင်းကရေရနာလို့ပြောပြီးတော့ပြန်ပြီးတဲခိုင်းလိုက်ပါတယ်ပါကျဲကလည်းအလောင်းကသေးရာကြာကြီးဖြစ်နေတာကြောင့်မသေးနိုင်ကြောင်းပြောလိုက်တဲ့ခါဆုံးကွာတကယ်မသိရင်တော့နေခဲ့တော့လို့ထားခဲ့တဲ့ခါမှတော့ပါကျဲက "तू आ ကောင်းငင်မဟုတ်သားပြန်နိုင်ပြီတော့မြေတွင်းထဲကရင်တော့ခုံမတက်တဲ့ချောင်းကိုပြောနေခဲ့ပါတယ်" ဝူခုံးကလည်းအလောင်းတဲခဲမှာထွက်လို့ရမှာပေါ့ဟာလို့ပြောနေခဲ့တာပါအဲတော့မှပါကြာသူ့ကိုအလောင်းတဲခိုင်းတဲ့မြင်းအိမ်ကောင်လို့ပြောပြီးတော့စိတ်ဆိုးကအလောင်းကိုတဲခဲလိုက်ပါတော့တယ်တပတ်မှာဘီရင်ကြီးရဲ့လူရုံတော်ကမင်းသားလေးကဝူကြီးကျောင်းနောက်ဖက် channel ကိုဝင်ကြည့်ဖို့စူးစမ်းနေကြောင်းနဲ့မင်းကြီးရဲ့အမိန့်ရမှသာဝင်ကြည့်လို့ရမှာဖြစ်ကြောင်းသူကတားဆီးခဲ့ရကြောင်းကိုပြောပြနေပါတယ်ဒီစကားကြားတာကြောင့်မင်းကြီးကအနေငယ်တုန်လှုပ်သွားခဲ့ပေမဲ့ဘာရီလှုပ်သေးလဲလို့မေးတဲ့အခါထန်ပြီနယ်ကလာတဲ့ထန်ဆန်းကိုရောနဲ့စကားတွေပြောပြီးတော့အခန်းထဲဝင်သွားတဲ့ကြောင်းခေစီတွင်းကြအကုန်လုံးပြောပြလိုက်ပါတယ် သူတို့ဟာတခုခုတို့တို့နဲ့ပြောနေရကြအောင်သူကတော့မကြားလိုက်အကြောင်းရှောက်တင်လိုက်ပြီမယ်ဒီတခါတော့ကျွန်တော်ကြားလိုက်ပါလေမိသားလေးကအခုဗမာလဲလို့ဘရင်တူကမေးတဲ့အခါမေတော်ကြီးရဲ့နန်းဆောင်မှာဖြစ်ကြောင်းကိုရန်တော်ကပြောတာကြောင့်မင်းကြီးကဒေါသအင်မတန်ထွက်သွားပြီးတော့ညာအီမင်းချင်းမတော်ကြီးကိုမေတော်စီအသွားထူးခဲ့ပါလေမေတော်ကြီးနဲ့သားတော်တို့ခေါင်းချင်းတိုက်ဆွေးနွေးနေချိန်မှာကိုလုတ်တော်တယောက်ကမင်းကြီးကြွာလာကြောင်းလာရောက်ပြီးတော့ရှောက်ထားတဲ့အခါမေတော်ကထိတ်လန့်သွားပြီးတော့သားတော်ကလာတော့လေအပြက်ရှင်းရတာပေါ့လို့ပြောကဓာတ်ကိုဆွဲထုတ်လိုက်ပါလေ ဒါမဲ့မဲရောစိတ်ကိုထိမ့်မှုဖြောင်းပြလိုက်ကသားတော်ပုံနေစီပြီးမင်းကြီးရောက်လာတဲ့ကဝန်ဆွေးဝန်ဆွေးဝန်ဝန်ဆွေးလို့မဟုတ်ဘဲနဲ့ခီဦးဂျိုပြုလိုက်ပါလေဘီအန်ဂျီကစီတုံမိဖုရားနဲ့အရက်တူတူတောင်းချင်တာကြောင့်ရောက်လာခြင်းဖြစ်ကြောင်းပြောတဲ့ခါမိဖုရားကြီးကမျက်နာမသားများဖြစ်နေအောင်ဘေဘီထုံလေးကသူလာတာကိုမပြောဘူးလားလို့မေးနေတဲ့အတွက်မိဖုရားကြီးကမဟုတ်ရပါကြောင်းနဲ့အရက်ကောင်းကောင်းပြင်ဆင်ပေးမှဖြစ်ကြောင်းကိုပြောလိုက်ပါလေမင်းသားလေးကတော့အတွင်းခန်းထဲကနေဒိတ်တဆိတ်နားထောင်နေခဲ့ပါလေ ။ပါကျဲကတော့သူ့ကိုအလောင်းတဲခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စုံခုံနဲ့ပြဿနာတွေတက်နေတော့မှပဲ။ထန်ဆန်းကိုရောရောက်လာပြီးတော့ဘင်းကြီးရဲ့အလောင်းကိုငေးကြည့်ကာအလောင်းကမသေးခင်ကအတိုင်းမမပြောင်းလဲပဲရှိနေသေးကြအောင်ပြောနေခဲ့တာကြောင့်ပါကျဲကနဂါးမင်းဟာစကင်ကဲပလဲထည့်ထားတဲ့တော့ဘင်းကြီးကမပုံမသောပဲရှိနေအဖြစ်ကြောင့်ကိုပြောပြလိုက်ပါတယ်။ပါကျဲကဒီပလဲကသူလဲပိုင်နေဆိုတော့ပလဲကိုထုတ်ယူဖို့စူးစမ်းနေတာကြောင့်ဇုံခုံကခေါက်သီးပါကျဲလို့ခေါ်လိုက်ပြီးတော့မင်းပလဲကိုထုတ်လိုက်မှာတော့မင်းကြီးလောက်ပုတ်သိုးသွားမှာပေါ့ကွာလို့စူလိုက်ပါလေ ပါကျဲနဲ့စုံကုံကအငင်းပွားရင်တိုက်ခိုက်နေကြတာကြောင့်စာဦးချင်းကလိုက်လံပြီးတော့တားဆီးနေရပြန်ပါတယ်။ဒန်ဆန်းကဘုံကြီးဆိုတာကုသိုလ်လုပ်ရတာဖြစ်တာကြောင့်မင်းကြီးကိုမင်းသားလေးနဲ့မိဖုရားကြီးတို့နဲ့တွေ့ဆုံစေချင်ကြောင်းပြောလိုက်တဲ့အခါစုံကုံကသူ့အလောင်ကြီးကိုအကူကြီးတောင်းကြည့်မဲ့အကြောင်းကိုပြောလာခဲ့ပါတယ်။မိဖုရားစီတုံးကတော့မင်းကြီးကိုအရက်တစ်ခွက်ငှဲ့ပေးတဲ့အခါမင်းကြီးကသူ့ဟာအရက်ကိုအရန်ကြီးမတော့နိုင်တာကြောင့်ပြောချင်တယ်ဆိုရင်ဖြင့်မင်းသားလေးကိုခေါ်တော့ဖို့ခွင့်ပေးလိုက်ပါတယ်။မင်းကြီးကသူ့ရဲ့ကိုယ်ရံတော်ကိုမင်းသားလေးကိုသွားပြီးတော့ခေါ်စီလိုက်ပါတယ်။ မိဖုရားကလည်းညင်းတဲ့နေဖြစ်တာကြောင့်မင်းသားလေးကအိပ်ပျော်နေလောက်ဖြစ်တဲ့အတွက်နောက်နေမှာပဲတွေးကြဖို့ပြောတာကြောင့်မင်းကြီးကမိဖုရားစီတော်ရဲ့လက်ကိုဆွဲကမင်းသားလေးကညာကြီးမင်းကြီးဘာကြောင့်မိဖုရားဆောင်ကိုလာတာလဲဘာတွေပြောနေကြဘာတွေတူတူငိုနေကြတာလဲလို့ရှင်းရှင်းပဲတဲ့မေးလိုက်ပါတော့တယ်မိဖုရားကြီးကတော့မင်းသားလေးမလာကြောင်းပဲစွတ်ညင်းနေခဲ့တာပါမင်းကြီးကခန်းထဲစိုးဝင်ပြီးတော့ရှာဖို့ကြိုးစားခဲ့စင်မှာတော့မဲတော်ဆိုတဲ့ခေါ်တန်နဲ့တူတူမွေးနေ့အတွက်အသီးတွေလာပေးခဲ့တာကြောင့်မင်းကြီးလည်းခန်းထဲမရောက်ဘဲပြန်ထွက်လာခဲ့ပါတယ် မင်းသားလေးကခမီးတော်ရောက်နေရပဲဆိုပြီးတော့နှုတ်ဆက်လိုက်တဲ့အခါမင်းကြီးကညာနဲ့နေဖြစ်တာကြောင့်ပြန်အိတ်တော့လို့ပြောလိုက်ပါတယ်တမမဆုံးအကုန်းကတော့လောင်ကြီးစီကိုရောက်နေပြီးတော့လောင်ကြီးကသူ့ရဲ့ဈေးလုံးတွေကိုခိုးတောက်သွားတဲ့မွေးထူကောင်ရောက်လာချောင်းပြောပြီးတော့လန့်နေခဲ့ပါတယ်ဆုံးအကုန်းကဒီတစ်ခါဈေးလုံးတွေခိုးတောက်ဖို့လာတာမဟုတ်ပါဘူးလို့ပြောလိုက်တဲ့အခါလောင်ကြီးကဟိုတကောဈေးလုံးတွေခိုးတောက်သွားတာပဲလေအခုရောဈေးလုံးတွေခိုးတောက်ဖို့မဟုတ်ရင်ဘာလာလောက်တာများလဲလို့မေးနေခဲ့ပါတယ်ဆုံးအကုန်းကအသက်ပြန်သွင်းတဲ့ဈေးလုံးတစ်ထောင်လောက်ခဏချီးတာပါလို့ပြောလိုက်တဲ့အခါ လောင်ကြီးလည်းမျက်လုံးပြူးသွားတာကြောင့်တထောင်မဟုတ်လဲတရာလောက်တော့ပေးဗျာမဟုတ်လဲ၁၀လုံးလောက်ဆိုရင်ရအောင်ကိုပြောနေခဲ့ပါတယ်လောင်ကြီးကတော့တလုံးအောင်မပေးနိုင်ကြောင်းပြောကဇုံခုံကိုနှင်ထုတ်လိုက်ပါတယ်ဇုံခုံကဒါဆိုလဲသွားပြီလို့ပြောကနှုတ်ဆက်လိုက်တဲ့မျက်နှာကိုလှန့်သွားတယ်လောင်ကြီးကမင်းကြီးရဲ့အသက်ဖြစ်တာကြောင့်သူကကူညီပေးတာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်အရင်နောက်မှာတော့ဇုံခုံကမင်းကြီးရဲ့ဗဇတ်ထဲကိုအသက်သွင်း၁၀လုံးကိုတိုက်ကျွေးလိုက်ပါတော့တယ်နောက်တစ်ခါမှတော့ရသေးရတဲ့စုံတယောက်ကိုသွားပြီးတော့လှုပ်ကြံနေပြီမဲ့ဖတ်လုံးကြီးကိုသာဓာတ်နဲ့ခုံးမိခဲ့တာပါ မိဖုရားကြီးကတော့တစုံတစ်ခုကိုရေးချစ်နေတော့ဘရင်တူကြီးရောက်လာတာကြောင့်အန်အိုးနေခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဘရင်ကြီးကဇုံခုံတို့နဲ့ဒူဒူနန်းတော်ကိုလာနေတော့မှာမင်းသားလေးနဲ့မျက်နှာချင်းဆိုင်စုံပြီးတော့ခမီးတော်ကိုပြေးဖက်နှုတ်ဆက်နေခဲ့ပါတယ်။အဲဒီအချိန်မှာဇုံခုံကဒီနေရာအလွမ်းတဲလို့ကောင်းတဲ့နေရာမဟုတ်ကြောင်းကိုပြောလိုက်တာတခြားသူတွေတီသွားရင်မကောင်းကြောင်းပြောနေတယ်လို့မကြခင်ဒူဒူဆုံရတော့မှာဖြစ်တာကြောင့်နန်းတော်ကိုမြန်မြန်ပြန်ပြီးတော့စောင့်နေဖို့ဆရာတော်ကဝင်ရောက်ပြီးတော့ဖြောင်းပြနေခဲ့ပါတယ်။မိဖုရားကြီးကတော့တစ်ဖက်မှာမင်းတူကြီးနဲ့ကွိုင်တက်နေပြီးတော့ မင်းတို့ကြီးကတော့အခုတော့သူ့ចောင်းနေတီသွားပြီပေါ့လို့ပြောနေခဲ့ပါတယ်မင်းတို့ကြီးကသူ့စကားနားထောင်ပြီးတော့ငြိမ်လေးနေရင်မိဖုရားဖြစ်နှစ်နှစ်လောက်နေလို့ရအောင်မှဖြစ်ចောင်းကိုပြောနေခဲ့ပါတယ်မိဖုရားကြီးကမင်းတို့ကြီးကိုဘရင်ကြီးကိုတတ်တဲ့မိစ္ဆာကြီးလို့ပြောကတိုက်ခိုက်ဖို့လုပ်လိုက်တဲ့အခါမှာတော့မင်းကြီးကမိဖုရားကြီးရဲ့လဲမျိုးကိုဓားနိုင်ထောက်ထားလိုက်ပါတယ်မိဖုရားကြီးကိုဓားနိုင်ထိုးဖို့ကြံစည်နေချိန်မှာသူ့ရဲ့ကိုရံတော်ကရောက်လာပြီးတော့ထန်နိုင်ငံဘုံကြီးတွေကတွေးခွင်တောင်းနေကြောင်းရှောက်တင်လာတဲ့အခါမင်းတို့ကြီးကလည်းတွေးကြသေးတာပေါ့လို့ဆိုကတွေးခွင်ပြုတ်လိုက်ပါတယ် ဇုံခုံကတော့တားဆီးထားတဲ့နန်းတော်ဆောင်တွေကိုခြွင်ခြွင်ဆိုပြီးတော့ရှေ့ကနေတန်တုံးတဲ့ရှင်းကထန်ဆန်းတို့ကလည်းနောက်ကနေလိုက်ပါလာခဲ့ပါလေရှေတော်မောက်ကိုရောက်တဲ့ခါမင်းတို့ကဘာကောင်လဲဘသူလဲဘယ်ကလာလဲဘာကြောင့်အယိုသေးမပေးတာလဲဆိုတော့မေကုံမောင်းတို့ပေးလိုက်တဲ့ခါမှာဇုံခုံကဘယင်စစ်ကိုပြပြီးတော့မင်းတို့ကြီးကိုတေးထားကြည့်စေခဲ့ပါလေမင်းတို့ကြီးကဘယင်စစ်ကိုတွေ့တာကြောင့်ထိတ်လန့်သွားကသူရဲ့မူလပြန်ပုံစံမိစ္ဆာပုံကြီးကလူလဲမှာပေါ်လာခဲ့ပြီးတော့အရှက်တခွဲကျိုးနေဖြစ်ကထွက်ပြေးရချိန်မှာ မင်းတူကြီးရဲ့ကိုရံတော်ကမိဖုရားကြီးကိုပေါ်ဝါနဲ့ညစ်တာနေတာကြောင့်မင်းသားလေးကဝင်ရောက်ကဲတင်ပြီးမင်းတူကြီးရဲ့ကိုရံတော်ကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်။ပါကျဲဝူကြီးနဲ့ဆုံခုံးတို့ကတော့မိစ္ဆာကိုလိုက်လံတိုက်ခိုက်နေပါတယ်။နိုင်ဂျီမရှိမန်းတီးတဲ့မိစ္ဆာဆရာတော်ဟန်ဆောင်ပြီးတော့ဆုံခုံးတို့ကိုဝေဝါအောင်ပြန်ပြီးတော့လုံနေခဲ့ပါတယ်။အရင်မှာဆုံခုံးနဲ့ပါကျဲဝူကြီးတို့ကဝေဝဲများဖြစ်နေချိန်မှာပဲဒီဘိုင်းကိုဒီနေရာမှာဆုံးသတ်ထားခဲ့ပါတယ်ခင်ဗျာ။ โอเคပါဒီနေ့တော့ဒီဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျမြောက်ပြင်းစိုးမှုခုံးနဲ့ဆရာတော်တို့ရဲ့အနောက်ရက်တို့ခီးသွားခြင်းမှာတန်းကိုတင်ဆက်နေတာဖြစ်ပါတယ်ဆိုတော့နောက်နေ့မှလည်းဘိုင်းဆက်တွေကဆက်ပြီးတော့လောင်းမှာဖြစ်တဲ့အတွက် channel subscribe လုပ်ပြီးနောက်ခေါင်းလုံးနှိပ်စောင့်ကြည့်နိုင်ကြောင်းပါပြီးရင်ရုပ်ရှင်တွေကိုစာဆုံးပြန်ကြည့်နေတဲ့ဆိုရင် Telegram channel မှာတင်ပေးမှာဖြစ်တဲ့အတွက် join ထားလို့ရကြောင်းသတင်းကောင်းပါပါစေဆိုတော့ဒီနေ့မှအစားကနေဆုံးနေလိုက်ပါကြည့်ကြည့်အားပေးခဲ့တယ်အချိန်ပေးခဲ့ကြတဲ့မြောက်ချေသူပေါင်းသူတော်ကောင်းတို့အားလုံးပဲကွီကွီကွားကွားလို့ကျေးဇူးတင်လိုက်ပါစေနောက်နေ့ဘိုင်းဆက်မှာပြန်ဆုံးပါမယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ